စာတရားကိုကိုးကွယ်ပြခဲ့တဲ့လီဗာပူးခံတော်ဝင်နဲ့နောက်ဆုံးအလုပ်ခန့်များအားလုံးမင်္ဂလာပါရှင်စပော့ဘာကနေပြန်လဲကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းအတွက်တင်ကောင်းတစ်ပုတ်လိုပဲဆိုရပါလိမ့်မယ်နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူတွားရောက်ပူးပေါင်းခဲ့ပြီးဒဏ်ရာကြောင့်ပြန်လာခဲ့ရတဲ့ကွင်းလယ်လူခရာဗန်ဘတ်အနေနဲ့လာမယ့်ဧပြီလ3ရက်နေ့မှာကစားမယ့်အေဗာတန်ရဲ့ပွဲစဉ်မှာပါဝင်လာမှာဖြစ်တယ်လို့သိရပါဗျ။ ်ပထမကြော့မှာတော့တဖက်နကိုးစီကိုတရေရလက်ထွက်ပေါ်ထားပြီးအခုချိန်မှာတော့အိနီချင်းခါတီးပြန်ဘက်ကိုအကောင်ဆုံးပညာပေးသွားဖို့လိုအပ်နေပါတယ်နောက်ထပ်ပြီးတော့လည်းလီဗာပူးအသင်းရဲ့ညာနောက်ခံလူထရန်ကတော့ရီယက်စီပြောင်းရွှေ့ဖို့တေချာသွားပြီလို့ဆိုရပါမယ်စပိန်သတင်းစာမာကာရဲ့ဖော်ပြချက်တင်မှာတော့ထရန်ဟာ2023နှစ်ကုန်ကတည်းကလီဗာပူးအသင်းကနေထွက်ခွာပြီးရီယက်စီပြောင်းရွှေ့ကစားလိမ့်မယ်လို့ဆုံးဖြတ်ခဲ့တာလို့လည်းသိရပါဗျ။ ဒီလိုအရေးသွင်းခြင်းကစားသမားကောင်းတူအုပ်ကိုအလွတ်နဲ့လက်လွတ်လိုက်ရတာကဒီဘက်ဘူးအတင်းအထွက်ကတော့နိနာမှုတွေရှိတယ်လို့ဆိုနိုင်ပါတယ်။အခြားတစ်ဖက်မှာလည်းအတင်းပရိသတ်တွေမျောလင်းထားတဲ့တစ္ဆာတရားတွေကတဖြည်းဖြည်းဈေးပေါလို့လာခဲ့ပြီးဖြစ်ပါတယ်။ဒီလိုမျိုးအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီဘက်ဘူးအတင်းရဲ့ထာဝရအတင်းကောင်းတာတူအုပ်ဖြစ်တဲ့စတီဖန်ဂျရက်ရဲ့အခြေအနေလေးကိုတော့ပြင်းမြင်မိပါတယ်။ဂျရက်နဲ့ပတ်သက်ပြီးရီယယ်ကန်နဝင်းကစားသမားဟောင်းလေးဖြစ်တယ်လို့နီးပြဟောင်းတူဦးဖြစ်တဲ့ဇီဒန်းကအခုလိုပဲထုတ်ဖော်ပြောဆိုခဲ့ပါဗျာ။ ်။2004ခုနှစ်တုန်းကမက်ဒရစ်ဥက္ကဋ္ဌပါရက်စ်ကကျွန်တော်နဲ့ဂျရက်ကိုမက်ဒရစ်အသင်းရဲ့ကွင်းလယ်မှာတွဲဖက်ကစားစီဖို့အများကြီးလှုံ့ဆော်ခဲ့တာပါ။ရီယယ်မက်ဒရစ်ဘက်ကဂျရက်ကိုနှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဂျရက်ကလီဗာပူးကနေလုံးဝထွက်ခွာဖို့အစီအစဉ်မရှိခဲ့တာပါ။ကစားသမားအများစုကရီယယ်မက်ဒရစ်ကခေါ်ယူရဲဆိုရင်မငင်းနိုင်ကြပါဘူး။အဲ့ဒီအနေထားမှာဂျရက်က Real Madrid ရဲ့မတ်လောက်စရာကမ်းလှမ်းမှုတွေကိုအကြိမ်ကြိမ်ညင်းပယ်ခဲ့တာပါ။ဂျရက်ရဲ့ Liverpool အသင်းပေါ်ထားတဲ့တစ္ဆာတရားအကြောင်းကို လူတွေကနှစ်ပေါင်းများစွာပြောနေကြမယ်လို့ထင်ပါတယ်ဆိုပြီးပြောဆိုခဲ့တာပါ။မှန်ပါတယ်အခုအချိန်ထိဂျရက်ရဲ့တစ္ဆာရှိမှုအကြောင်းကိုပြောဆိုနေကြတယ်လို့ပဲ။နောက်အနာဂတ်တွေမှာလည်းအမြဲပြောနေရအောင်မှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပရီးမီးယားလိဂ်ကလပ်နျူကာဆယ်အသင်းဟာလီဗာပူးဟ ோம் ဂရောင်းပလေယာဂရမ်ဆက်ကိုပေါင်တန်း30အပြင်အပိုစုကြီးတွေနဲ့ကမ်းလှမ်းမှုပြုလုပ်လာနိုင်တယ်လို့သိရပါတယ်။လီဗာပူးအသင်းကကစားသမားအတွက်ပေါင်တန်း60အထိတိုးမြှင့်သတ်မှတ်ထားတာဖြစ်ပေမဲ့လည်းတေချာတဲ့ပွဲထွက်ခွင့်နဲ့အတူ မြူကာဆယ်ကဒီကစားသမားကိုချင်းကပ်မှုတွေပြုလုပ်ဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။အဖက်မှာလည်းလီဗာပူးအသင်းဟာအသင်းရဲ့ပစ်ကိန်းပလေယာမိုဟာမက်ဆာလာကိုဒီယာဒီကုံမှာလက်လွတ်လိုက်တာပဲဖြစ်စေ။စာချုပ်တွေပေးနိုင်လိုက်တာပဲဖြစ်စေ။နံပါတ်ကိုကစားသမားတက်တူကိုတော့မဖြစ်မနေအားဖြစ်ခေါ်ယူသွားမယ်ပုံစံမှာရှိနေပါတယ်။ဒီအတွက်လည်းမြူကာဆယ်အသင်းရဲ့တိုက်စစ်မှုအီဆက်ကအဖြစ်နိုင်ဆုံးအနေအထားမှာရှိနေပြီး ခန်းစပိုင်းလိုရှိနေတဲ့ကာဆယ်အတွက်ဝမ်ဆက်နဲ့ကိုမတ်တို့နှစ်ဦးစလုံးကိုအလိုက်ပေးကာအီဆက်ကိုကမ်းလန်းခေါ်ယူသွားနိုင်ကြောင်းလည်းသတင်းတွေကဖော်ပြနေကြတာဖြစ်ပါတယ်။ဒီအသက်လက်တည့်ရဲ့ဖော်ပြချက်တည့်ရမှာလေလီဗာပူးတင်ဟာထရန့်ထွက်ခွာသွားရင်ကော်နာပရဒီနဲ့အစားထိုးမှာဖြစ်တယ်လို့ဝမ်ဆက်နဲ့ကိုမတ်တို့ကလည်းညာအစုံမှာကစားနိုင်တာကြောင့်ဒီနေရာက အသင်းရဲ့ဦးစားပေးပြစ်မှတ်မဟုတ်ဘူးလို့သိရပါတယ်။ ်အသင်းရဲ့ဦးစားပေးပြင်ပကတော့လာမယ့်နှစ်မှာစာချုပ်ကုံဆုံးတော့မယ်ဘိုးခန့်စင်မှုကုနာဒီကိုစာချုပ်တွေပေးရတာဖြစ်နိုင်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်